ဖြူထွင်းရဲ့အလူပေါ်မှာဒဲဝေဖန်လိုက်တဲ့ဒိုက်တာပြင်းတရာပရိသတ်ကြီးအနုပညာလောကကြီးအားရှုပ်ထွေးပြီးရင်ရှုပ်ထွေးလာပါရဲ့နော်မတိသူကြော်သွားတိသူဖော်စားဆိုတဲ့အတိုင်းအကျော်ခွာစရာတွေနဲ့မွေမွေချင်းချီမြင်နေကြတာဖြစ်ပါရည်ဒိုက်တာပြင်းတရာပွဲတိုင်းကြော်ပွဲပေါင်းဆိုရင်ခိုင်းချုပ်ကြီးဖြစ်တယ်လို့သူဟာဖြောင်းမဲ့မှန်ကန်မှုမရှိတဲ့အနုပညာလောကရဲ့ရှုပ်တော်ပုံတွေကိုဖွင့်ချပြလေးရှိပါရဲ့နော်မင်းသားမြင်မြင်နဲ့ဒိုက်တာတွေရဲ့ဇယားကားစားလို့ မင်းသမီးနော်ဖော်နဲ့မင်းသားလွတ်ပိုင်တို့ရဲ့ကိစ္စအဆုံးအခုလဲဖြူဖြူထွေးရဲ့အမှုပညာရှင်လိုလိုမင်းသမီးလိုလိုဝင်လုံးတဲ့ကိစ္စကိုဖော်ထုတ်ပေးခဲ့တာဖြစ်ပါသည်ဖြူဖြူထွေးကမင်းသမီးလည်းမဟုတ်တဲ့အမှုပညာရှင်လည်းမဟုတ်ဘဲနဲ့ကောက်ရိုးမီတောက်လို့ဆဲလီဆိုပြီးတော့ပြောပြလာပါအမှုပညာဝါသနာပါကောင်းပါလိမ့်မယ် ဒါပေမဲ့ကိုပိုင် brand မရှိတော့အမှုပညာရှင်မင်းသမီးတွေနဲ့မင်းသားတွေကြားမှာတိုးမရတော့ဘူးဖြူထွေးကအရင်လိုလိုဇက်ပုတ်လိုလိုနဲ့ဝင်လာခဲ့တာပါဒိုက်တာပြင်းသည်ဟာပြောပုံရဆိုရင်ဖြူထွေးကိုကြိုးကင်နေတဲ့နမေကြီးပြီးရောဆိုတဲ့ company ကြီးတစ်ခုရှိရလို့ဆိုပါတယ်အဲ company ကြီးကငွေပေးလောက်ခိုင်းပြီးတော့ဖြူထွေးရလေကြိုးဆွရကပေးနေရတာဖြစ်တယ်လို့ပြောခဲ့တာဖြစ်ပါတယ် နောက်ထပ်နမေကြည်မင်းသားမင်းသမီးတွေကလည်းဖြူထွင်းရုပ်ရှင်စကားမှာပါလာရင်မရိုက်ကျင်ကြဘူးရင်းလွတ်တယ်လို့ဆိုပါရီပွဲတက်တွေနဲ့ကျညာတွေဟာတကယ့်ဝိုင်းရဲ့တရနုပညာရှင်တွေထက်များတော့ဘေးကျညာတွေကမှမခေါ်ဘဲနဲ့ပရုတ်ကြတဲ့ကျညာတွေသာနောက်ပိုင်းရှိတ်ကူလာခဲ့သူဖြစ်ပါရီမြို့ကပြည်သူတွေကိုကျင်းတဲ့များတော့ကြေးလက်ကသူတွေကိုအတူပြက်တွေဝတ်ပြပြီးတော့ဂျွန်းထိုးမောက်ကုန်လုပ်ပြတာဟာအနုပညာတိုင်းဝိုင်းကိုစော်ကားသလိုဖြစ်စေတဲ့အပြုအမူဖြစ်ပါရီ ဒေတာလေးနဲ့လေဈာထဲမှာပြဿနာတွေတက်ခဲ့ရပြီးတော့ဗီဒီယိုတွေအပြင်ပိုင်းဖြူစင်ခြင်းအောင်ဆောက်ပေးပြီးတီနာလေးတွေဒေတာတွေကိုလည်းဆရာဝန်လုပ်ပြီးတော့ကင်မရာနဲ့မရှိုက်ဘူးဖုန်းနဲ့ပဲဖြင်အောင်ရိုက်ပေးဆိုပြီးတော့ခိုင်းနေလို့ဆိုပါရီဒေတာပြင်းတရားသူဒီလိုပြောချင်လို့မုံချင်မုံနေမယ်မြမနုပညာအတိုင်းဝိုင်းပျောက်ကွယ်မသွားအောင်တော့ပြောမှဖြစ်မှာမလို့ပြောတာပါမကြသေးခင်ကဝတ်ဖြူစင်ကျဲဝတ်ပြီးတော့ဆေးပယုတ်စီဂျူညာကလေးကလူချင်းပဲဖြစ်နေပြီးတော့ရေဘဲတုံးကအလူတန်းတွေနဲ့အဲ့ဒီကြီးရဲ့ဟာဖုံးသွားခဲ့တယ်လို့ဆိုပါရီ အခုခါမှလေသူမကိုနုပညာရှင်တွေနဲ့တခြားသောပရိုဂျူဆာတွေကကြညာခွန်မြိုက်တော့တော့ဖြစ်လို့ဖြီသူရီစီတဖန်မြေရခံထိုးပြီးတော့အလူတန်းနေစက်တိုက်လုပ်ပြခဲ့တာလို့ဆိုပါတယ်။ဒေါက်တာပြေးတရားကလည်းဖြူတူရဲ့နောက်ွယ်ကငွေထုတ်ကုမ္ပဏီကြီးဟာနာမည်ကြီးတူပိုင်ဆိုင်ထားတဲ့ နမည်နှလုံးနဲ့ကုမ္ပဏီဖြစ်ပါရင်တဏှာပြင်းနမည်ကြီးထုတ်လို့ရေးကြီးဖြစ်တာမလို့ငလင်ပေးမှလူနေတဲ့ငွေတုပ်ကြီးတွေဟာဖြူထွေးကိုခူတုံးလုပ်ပြီးတော့နောက်ွယ်ကနေလှူခိုင်းနေတာလို့ဆိုပါရင်ဒေါက်တာပြင်းတရားကတော့သူဒီလိုပြောပြတာဟာနင်းနာစီချင်းလို့ပြောတာမဟုတ်ဘဲနဲ့အချိန်မီပြင်ဆင်လို့ရသေးတာကြောင့်ဖြူထွေးကိုသူများကြိုးကင်နေတာတွေမလို့ပဲကိုရိုင်းဘရန်နဲ့သူမဝါဒနာပါတဲ့အမှုပညာမှာရှောက်လန်းစီချင်းကြောင့်ပြောဆိုလိုက်တာဖြစ်ပါရဲ့နော် ဒေါက်တာပြေးတရားကလွမ်းပိုင်တို့နှဖို့အထားကိစ္စကိုဥပမာပြပြီးတော့တချင်းကရှက်ရှက်တောက်မင်းသားမင်းသမီးတွေတောင်းမှဖြူထွေလောက်ဖန်အင်အားမရှိပါဘူးဖြူဖြူထွေရလူချစ်လူခင်လေးပေါ်ရင်ချစ်စရာကောင်းတဲ့ပုံစံကြောင့်ကိုရိုင်းပညာတတ်တယောက်ပြီးပြီးကိုပိုင်ရက်တီမှုနဲ့ကိုဘရန်ကိုတိဆောက်ပြီးချစ်တဲ့ပရိသတ်တွေကိုချပြစေချင်တယ်လို့မြစ်တာစကားပါလိုက်တာဖြစ်ပါရင်ဒီတော့ပရိသတ်ကြီးအမှန်ကိုချပြပြီးမြမနုပညာလောကကိုတိုးတက်စေချင်ပြီးမြမပြည်ကြီးကိုချစ်တဲ့ဒေါက်တာပြေးတရားနဲ့ဖြူထွေပုံမှန်ဝေဖန်မှုလေးကိုတတ်ချက်လေးတွေပြောခဲ့ပြီးပါအောင်ရှင်